အားလုံးမင်္ဂလာပါရောက်ရှိလာတဲ့မကြခင်ရောက်ရှိလာတော့မယ်တပေါင်းလာပြည့်နေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေเนาะနောက်ထပ်တကူးလာပြည့်မတိုင်ခင်အထိတလတာ အချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေ အတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ် အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါအမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့အခုဟောမယ့် နာမည်တွေနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာ ဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူပါနေတာပဲဖြစ်ဖြစ်တနင်းငွေနွေနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူဒီတနင်းငွေသမီးပဲဖြစ်နေအောင်တော့ကြာတာပရိနဲ့အစပြုတဲ့အမြေပိုင်ရှင်တွေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော် ်တနည်းအနေနဲ့အစပြုတဲ့အမိပိုင်ရှင်တွေနော်အိမ်ချမ်းမြေများနဲ့ပတ်သက်တဲ့ရောင်းချင်းဝယ်ချင်းတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်အကြီးကဲဆရာသမားတွေထံကအခုအညီရရှိပါလိမ့်မယ်စီးပွားရေးမှာမနာလိုသူ အတားဆီးပြုသူတွေတော့ပေါ်နိုင်တဲ့ကာလဖြစ်လို့သတိထားဖို့တော့လိုပါတယ်လောင်ငယ်သားအလုသမားတွေနဲ့လှုပ်ရတဲ့အလုတွေ လုပ်နေသူဖြစ်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်ခရီးသွားဖို့တော့စီစဉ်ပြီးမှ ပြက်ပြဲသွားတတ်လို့ခရီးနဲ့ပတ်သက်ပြီးဂယုဆိုင်ဖို့တော့လိုအပ်ပါတယ်စီစဉ်ထားတာတွေကိုအသေးချာတိကျအောင်စောင့်ရတဲ့နယ်လို့ပြောချင်ပါတယ်နော်အခြေရေးကတော့အလုံးကိုကန်ကောင်းတဲ့လဖြစ်ပါတယ်နော်ဒါဆရာမပြောတဲ့တနင်္ဂနွေနေ့နဲ့အဆပြုတ်ရဲဆိုတာအမျိုးသားကိုရောအမျိုးသမီးကိုရောရှင်းညွှန်းပါတယ်နော်အခြေရေးကန်ကောင်းတဲ့လဖြစ်ပါတယ် အဲ့တော့အိမ်အောင်တဲ့တွေဆိုရင်တော့အိမ်အောင်တဲ့တွေဟာအပေးယူမျှတဲ့လကာလဖြစ်နေမယ်လို့ဖော်ပြထားပါတယ်။အဲ့တော့ကျမ်းမာရေးရတော့မျက်လုံးနာရာမျက်လုံးထိခိုက်တာဒါတွေကိုတော့သတိထားသွားရမှာဖြစ်ပါတယ်။နောက်ကုသိုလ်အစီအစဉ်နေနဲ့ပြုလုပ်ရမှာကတော့ကောင်းကျင်းမောင်းအဖြူသုံးပွဲ ကော်ဖီသုံးခွက်ကိုပြင်းပြီးအပတ်စဉ်တနင်္ဂနွေနေ့တိုင်းအယုံစွန်းအဖြစ်နဲ့ကတ်လှူပေးသွားဖို့ဖြစ်ပါတယ်။